ကစားမယ်2026ဥရောပသံချေစစ်ပေါ်တွေအတွက်အင်တာနက်ခံမှန်းချက်များဒီတစ်ပတ်စနေနေ့မှာတော့ဥရောပထိပ်တန်းလိပွဲစဉ်တွေကိုကြည့်ရအောင်မှာမဟုတ်ဘဲနဲ့နိုင်ငံတကာပွဲစဉ်တွေကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီနေ့ညမှာဆိုရင်တော့2026ကမ္ဘာပလာချေစစ်ပွဲဖြစ်ဥရောပဆုံးအာရှဆုံးကွန်ကာကတ်ဆုံးနဲ့နိုင်ငံတကာချေစွန်ပေါ်တွေကိုလည်းကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီတော့2026ကမ္ဘာပလာချေစစ်ပွဲတွေထဲမှာတော့ဘောလုံးပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုအခမ်းအနားဆုံးဖြစ်တဲ့ဥရောပဆုံးပွဲစဉ်တွေအတွက်အော်တာရဲ့ခံမှန်းချက်တွေကိုဘောလုံးကစားတဲ့အကူတွေထောက်ကူပြောင်းလို့တော်တော်များများတက်ဆက်ပေးလိုက်ရပါတယ်ဒီနေ့ညမှာ မှာလည်းထုံးစံအတိုင်းပါပဲ2026ကမ္ဘာဖလားဥရောပဆုံးချင်းစစ်ပွဲရှစ်ပွဲကစားသွားမှာဖြစ်ပြီးတော့စပိန်ပေါ်တူဂီအီတလီတို့လိုအသင်းကြီးတွေရဲ့ပွဲစဉ်တွေလည်းပါဝင်နေကြရပဲဖြစ်ပါတယ်ည9နာရီပွဲမှာကစားမယ်လာဗီယာအန်ဒိုရာပွဲမှာဆိုတော့လာဗီယာက4ဇင်းနဲ့အနိုင်ရမယ်လို့အော်ပတာကခန့်မှန်းခဲ့ပြီးတော့ည10ပွဲမှာကစားမယ်ဟန်ဂေရီအာမေးနီးယားပွဲမှာဆိုတော့ဟန်ဂေရီအသင်းက2ဇင်းနော်ဝေးနဲ့အစ်စထရီပွဲမှာဆိုတော့နော်ဝေးအသင်းက2ဝဲနဲ့အနိုင်ရမယ်လို့အော်ပတာကခန့်မှန်းပေးထားပါတယ်ည10နာရီပွဲမှာကစားမယ်ဘူဂေးရီးယားတူရကီပွဲမှာဆိုတော့တူရကီအသင်းက3ဝဲစပိန်ဂျော်ဂျီယာပွဲ မှာဆိုရင်တော့ Spain အသင်းက3စီ၊ Portugal Ireland ပွဲမှာဆိုရင်တော့ Portugal အသင်းက4စီ၊ Estonia Italy ပွဲမှာဆိုရင်တော့ Italy အသင်းက6စီ၊ Serbia Albania ပွဲမှာဆိုရင်တော့ Serbia အသင်းက2-1ကိုနဲ့အနိုင်ရမယ်လို့ Opta ကခန့်မှန်းပေးထားပါတယ်။